မင်္ဂလာပါရှင်ဒီချက်ဒီတစ်ခါ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးရတော့ဒီချက်တို့ရဲ့ access တွေကိုဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းအောင်အမှတ်ပိုရနိုင်အောင်ရေးကြမလဲရှင်ကဲဒါဆိုဒီချက် access လို့ပြောပေးမယ်တခြား right team တွေမှာလည်းဒီ technique တွေကိုထည့်သုံးမယ်ဆိုရင်အများကြီးအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နော်အားခက်ခက်ခက်ခဲလည်းမဟုတ်ပဲနဲ့လေရိုးရှင်းလွယ်ကူပြီးတော့ကိုပုံမှန်ရေးတဲ့အရေးသားလေးကိုနည်းနည်းလေးပြောင်းလိုက်ရုံပဲပေါ့နော်ပထမနီလန်းလေးတစ်ကတော့တချို့ကိုယ့်ရဲ့ survive တီး ကိုရေးထားတဲ့ access တွေကိုစပြီဆိုလို့ရှိရင် hook နဲ့စလိုက်တာဖြစ်ပါတယ်။တနည်းအားဖြင့် hook ဆိုတဲ့အတိုင်းပဲသူကချိတ်ောက်ပေါ့နော်။ကိုယ့်စာကိုဖတ်မဲ့ readers ကို attention ကိုပါလာအောင်ဆွဲငင်နိုင်မဲ့အရာမျိုးကိုခေါ်တာဖြစ်ပါတယ်။ဘလို့အရာမျိုးကိုမြင်လိုက်တဲ့အခါမှာစာဖတ်တဲ့သူတွေအမှတ်ချက်တဲ့သူတွေကပို့ပြီးတော့စိတ်ဝင်စားသွားလဲဆိုရင်အဲ ပုံမှန်အဖြစ်တစ်ချက်တော့ကိုကိုအအားသင့်သွားစေမယ်ကိုမတည်သေးတဲ့အချက်လက်လေးတခုကိုဖော်ပြလိုက်တာမျိုးအဲဒါမှမဟုတ်လို့ရှိရင်မေးခွန်းလေးနဲ့စလိုက်တာမျိုး rhetorical questions မေးခွန်းဆိုတာကလေဥမာသူ့ကိုတကယ်အဖြေပြန်ပေးတဲ့မေးခွန်းမျိုးသူ့ကိုဖြေစေခြင်းနဲ့မေးခွန်းမျိုးထက်ဒီကိုကိုစာပိုင်းနဲ့ပတ်သက်ပြီးတော့သူ့ကိုအတွေးပေါ်သွားစေမယ်မေးခွန်းမျိုးလေးနဲ့ပဲဖြစ်ဖြစ်စလိုက်တာမျိုးအဲပြီးတော့လို့ရှိရင်ကိုရဲ့ personal stories လေးတွေဒါ a short anecdote လေးတွေဒါမျိုးလေးနဲ့တချို့ကိုရဲ့အကြောင်းအရာလေးတွေကိုအရင်တင်ပြတယ်ဒါမှမဟုတ်သူ့တစ်ပါးရဲ့အကြောင်းအရာ လေးတွေကို example အနေနဲ့အရင်တင်ပြပြီးတော့ရေးလိုက်တာမျိုးအဲပြီးတော့လို့ရှိရင်နာမည်ကြီးတဲ့သူတွေရဲ့ဒါသူတို့ပြောခဲ့တဲ့စကားလေးတွေကိုဒါကိုကပြန်ပြီး refer လုပ်ပြီးတော့တချို့တို့စလိုက်တာမျိုးဒါမျိုးနဲ့ဆိုရင်လေစဖတ်တဲ့သူတွေအမှတ်ချက်တဲ့သူတွေကပို့ပြီးတော့စိတ်ဝင်စားသွားတာ ပေါ့နော်ဒါဆိုစပြီးဖတ်လိုက်ကလေးကိုကမတူညီတဲ့သူများနဲ့မတူညီတဲ့ intro လေးကိုတွေ့ရတဲ့အတွက်ကြောင့်ဆက်ပြီးတော့ဖတ်ချင်စိတ်တွေပေါ်စီပါတယ်ရှင့်အဲ့အတွက်ကြောင့်ကိုက introduction ရေးတဲ့အခါမှာ topic sentence တွေရေးတဲ့အခါမှာကိုဒီဒါ ကိုယ့်ရဲ့စာဖတ်တဲ့သူရဲ့ attention ကိုလှုပ်ဆော်ပေးနိုင်မယ် hook လေးတခုတော့လိုပါတယ်เนาะဒါဆိုအဲ့ဒီ hook ကပါလေဆိုရင်တော့တကယ်ခုပြောထားသလိုအချက်ကလေးတွေကိုအသုံးကြည့်ပါရှင့် for example ဒီလိုမျိုးလေးပေါ့เนาะ ဆက်ဆိုလိုချင်တဲ့ rhetorical question ဆိုတာလေးကကြတော့သူ့ကိုတကယ်သူ့စီရအဖြေပြန်ပြီးတော့မျှော်လင့်လို့မေးတဲ့မေးခွန်းမျိုးတွေထက်စာရင်သူ့ကိုစဉ်းစားစေချင်လို့ဒါမှမဟုတ်ကိုယ်စာပိုင်းနဲ့ live ဖတ်တဲ့မေးခွန်းတစ်ခုကိုဆိုလိုတာပါနော်အဲဒီမှာဆိုလို့ရှိရင်လည်းဒါဟိုနာမည်ကြီးတဲ့သူတွေပြောခဲ့တဲ့အကြောင်းအရာတွေဒါမျိုးလေးနဲ့ပြန်ပြီးတချို့ကစလိုက်လို့လည်းရတယ်နော် ကဲဒါဒီ strategy 1ဖြစ်ပါတယ်တစ်ချက်ပြပြခြင်းနဲ့နောက်ထပ်တစ်ချက်ကကြတော့ vocabulary ရွေးချယ်မှုဖြစ်ပါတယ် vocabulary ရွေးချယ်တဲ့အခါမှာလေတချို့တို့အနေနဲ့မြင်သာထင်သာရှိတဲ့ vivid ဖြစ်တဲ့ vocab တွေကိုသုံးပေးသင့်တယ် for example ဥပမာတစ်ချက် example လေးပြမယ်ဒါဆိုနှင်းစီပန်လေးနှစ်ပွင့်ပုံပေါ့နှစ်ခုလုံးကတော့ပုံဆွဲထားတဲ့ပုံလိုမျိုးလေးပဲဒီပန်ချန်လေးမှာကြတော့ဒါဟို scratch လေးတွေပဲပါတယ်သူက color လည်းမသုံးထားဘူးပေါ့နော် so နှစ်မျိုးလုံးကတော့လှတယ် yes ဒါပေမဲ့မြင်ရတဲ့အခါမှာတော့ပို့ပြီးတော့မျက်လုံးထဲမှာနှင်းစီပွင့်တဲ့အလားတန်တူပြီးတော့မြင်ရတဲ့ ါမှာပုံပြီးမျက်စိပတာတာဖြစ်နေတာတော့ဒါဆိုရင်ဒုတိယမြောက်ပုံလို့ရိုးသားသားပြောရမှာပေါ့နော်ကဲအဲ့လိုပဲတချို့တို့ freak up တွေရွေးချယ်တဲ့အခါမှာလေကိုယ်စာကိုဖတ်မဲ့သူရဲ့သူ့ရဲ့စိတ်ထဲမှာမြင်သာထင်သာရှိဖို့အတွက်ဆိုရင်တချို့တို့အနေနဲ့မြင်သာထင်သာရှိစေတဲ့ freak up ကိုရွေးချယ်တက်ပါတယ်ရှင်ပို့ပြီးတော့ precise ဖြစ်တဲ့ freak up တွေပို့ပြီးတော့ specific ဖြစ်စေတဲ့ strong ဖြစ်တဲ့စာလုံးတွေတုံးဖို့လိုတယ် freak sound ပေါ့ဥပမာပေါ့နှီးစီပန်းတွေကကောင်းပါတယ် roses are nice အဲဒါမျိုးပြောမယ်အစား roses တွေက velvety ဖြစ်တဲ့ဂရီပါလေးလိုပဲနူးညံ့တဲ့ and chanting ဖြစ်တဲ့ pan လေးတွေဖြစ်တယ်အစရှိတဲ့ဖြင့်သကလုံးလေးကိုကြားလိုက်တာနည်းနည်းစီ pan လေးဒီနုနုရွရွလေးနဲ့ချစ်ဖို့ကောင်းတယ်ချွတ်ချွတ်မှုမှုလေးနဲ့ဒီလိုပုံစံမျိုးလေးမျက်လုံးထဲမှာမြင်သာသွားစေတယ်ရှင်ဒါဆိုကိုယ့်ရဲ့ break up တွေရွေးချယ်တဲ့အခါမှာကိုယ်ဒီစာဖတ်တဲ့သူကိုသူမျက်လုံးထဲမှာတဖွာဖွာပေါ်စေနိုင်တဲ့ break up မျိုးတွေကိုဦးစားပေးပြီးတော့ရွေးချယ်သင့်တယ်နော် ဲ့လိုရွေးချယ်ဖို့လည်းတချို့တို့စက်လေးတော့နည်းနည်းကျဲရတာပေါ့နော်နောက်ထပ်တစ်ခုကတော့တချို့တို့ရဲ့ sentence structure ဖြစ်ပါတယ် so sentence structure ဘိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းတချို့တို့ပုံမှန်ရိုးရိုးဒါဆို simple sentence တွေပဲသုံးတာထက်ဆိုင်တချို့တို့ compound သုံးမလား complex သုံးမလား compound complex သုံးမလားဒါမျိုးလေး sentence structure ကိုအနေနဲ့လဲလှယ်ပြီးတော့သုံးသွားလို့ရတယ်ပြီးနောက်တစ်ခုမြည်တမ်းဆွဲလင်္ကာလိုမျိုးပေါ့နော်ဥပမာကားတွေက horn တီးတယ်ဆိုအဲဒီလိုပုံစံမျိုးဒါဟိုစာဖတ်တဲ့သူရဲ့မျက်လုံးထဲမှာတခါတည်းမြင်သာစေမဲ့ figurative language တွေတချို့တို့လိုအပ်ရင်လိုအပ်တယ်လို့မျိုးထည့်ပြီးသုံးလို့ရ တယ်ရှင်ဒါလေးကလည်း writing ကိုတမိုးထူးခြားစေတယ်เนาะ ကဲနောက်တစ်ခုကတော့ဝကြလေးတွေချိတ်ဆက်တည်သွားတဲ့အခါမှာ transition word လေးတွေနဲ့ပို့ပြီးတော့ချောချောမွေ့မွေ့ဖြစ်သွားစေဖို့ချိတ်သွားဖို့ဖြစ်တယ်ဥပမာပေါ့တချို့ဒီဝကြနှစ်ကြောင်းကိုကြည့်ကြည့်လိုက်မယ် the whole report is badly written အဲ့ဒါပထမဝကြ it is inaccurate အဲ့ဒါဒုတိယ second sentence အဲ့နှစ်ကြောင်းလုံးကတော့မှန်နေဒါပေမဲ့အဲ့နှစ်ကြောင်းလုံး the information cuts and sin ပဲဖြစ်တဲ့အတွက်ကြောင့်ဒါကိုချိတ်ပေးနိုင်တယ် moreover ဘာမှခက်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 စလုံးလေးမဟုတ်ဘူးအဲ့ဒါလေးထည့်ပြီး comma လေးကုတ်လိုက်တာဒုတိယမြောက် sentence လေးကဒုတိယမြောက်ပုံစံအရေးသားလေးကပို့ပြီး ီးတော့ချောမွေ့သွားတယ်လို့ခံစားရတယ်။စာဖတ်တဲ့သူရဲ့မျက်လုံးထဲမှာပို့ပြီးတော့အဆုလိုက်ဆုလိုက်ကလေးတွေမြင်သွားတာပေါ့နော်။ဒါဆိုဒီလိုပုံစံမျိုးလေး in addition of for example လို့အစားရှိတဲ့ဖြင့်ကိုသုံးမဲ့ဝက်ကြပေါ့မူတည်ပြီးတော့တချို့လိုက်ဖတ်တဲ့စကားလုံးလေးတွေနဲ့ရှင်းရှင်းလင်းလင်းလေးဖြစ်အောင်တည်ဆောင်သွားတင်ပါတယ်။ ကဲဒီကျွန်တော်နောက်ထပ်နောက်ဆုံးတစ်ခုလည်းဖြစ်တာပေါ့နော်တောက်လျှောက်တချို့ကဥမာပြင် hook တင်နေစတယ်တောက်လျှောက်လည်းကိုရေးရမယ့် paragraph တွေကိုထိမ့်မိထိမ့်မိရေးလာတယ်ရေးလာတယ်ကဲအဲ့လိုရေးပြီးသွားတဲ့အခါမှာများသောအားဖြင့်လေ conclusion ရောက်ရင် fail ဖြစ်သွားတာများတယ်စိတ်ဝင်စားဖို့မကောင်းတော့ဘူး conclusion ကိုမြန်မြန်လေးပဲပိတ်လိုက်တယ်အဲဒါမျိုးလေးထက်စာလို့ရှိရင်နောက်ဆုံးမှာသူကိုယ်တိုင်စဉ်းစားမိတဲ့ final thought လေးပေါ့သူ့ကိုတစ်ခုခု top provoke ဖြစ်စေတဲ့သူ့အတွေးကိုလှုံ့ဆော်ပေးနိုင်တဲ့အရာလေးတစ်ခုတချို့သုံးမလားဒါမှမဟုတ်သူကိုယ်တိုင်လိုက်ပါဆောင်ရွက်လို့ရစေတဲ့တစုံတရာမျိုးနဲ့ပြီးဆုံးစေမလားဒါမျိုးလေးနဲ့လေ ယ်နောက်ဆုံးမှာ conclusion ဆေးကိုဒါသူ့အတွေးလေးတွေပေးမလားဒါမှမဟုတ်ကိုယ်တိုင်လိုက်လို့လို့ရတဲ့အချက်ကလေးတွေပေးမလားဒါလေးနဲ့ပြန်ပိတ်လိုက်မယ်ဆိုလို့ရှင်အစအလယ်အဆုံးချောချောမွေ့မွေ့ဖြစ်တဲ့ writing တခုဖြစ်ပြီးတော့အထူးသဖြင့်ကိုယ့်ရဲ့ paragraph ဒီချစ်ချစ်လေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်မလို့စာဖတ်တဲ့သူပို့ပြီးစိတ်ဝင်စားစေတယ်ကိုယ့်စာကိုစစ်မဲ့ဆရာမကိုကိုယ့်ပို့ပြီးတော့ကိုယ့်ရဲ့ survive ကိုပို့ပြီးတော့ဒါသတိထားမိသွားစေမှာဖြစ်ပါတယ်နော်ဒါဆိုပုံမှန်ယူယူတချို့ယူယူတနန်းရေးနေမယ်အစားဒီအချက်ကလေးတွေတုံးကြည့်ပါပထမတစ်ချက်ဒီစာကိုရေးတဲ့အခါမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်အလက်တွေဖြစ်တဲ့ ်မေးခွန်းလေးညီနဲ့စလိုက်တာမျိုးဒါမှမဟုတ်ရင်ကိုယ့်ရဲ့ personal story စီးပြောလိုက်တာမျိုးဒါမှမဟုတ်ရှင်တချို့လူနာမည်ကြီးဆိုရွေးစကားလေးတွေစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်ကလေးတွေသုံးလိုက်တာမျိုး every ever cup ကိုတောက်လျှောက်ရွေးချယ်တဲ့အခါမှာလည်းပုံမှန်အဖြစ်အရန်ဟို January ဆန်တဲ့ good to nice to အဲဒါမျိုးစကလုံးတွေအစားသူတို့ထပ်ပို့ပြီးတော့ထိထိမိမိဖြစ်နိုင်တဲ့ဒီနေရာကိုကွက်ကွက်ကွင်းကွင်းဖော်ပြနိုင်တဲ့ break up တွေတုံးကြမယ် အဲ့ပြီးနောက်ထပ်တစ်ချက်အနေနဲ့ကိုယ့်ရဲ့ sentence structure လေးတွေကိုကစားကြမယ်ကိုယ့်ရဲ့ sentence structure ကိုပုံစံမျိုးစုံရေးလို့ရတယ်ဒါမှမဟုတ် sentence structure ကိုတမယိုးကြားထက်စာလို့ရှိရင်တချို့ဒါ simile တို့ metaphor တို့သုံးပြီးတော့ဒါ figurative language တွေနဲ့ပေါင်းစပ်ရေးကြမယ် ။အဲပြီးတော့ရင်ဒီချက်တို့အနေနဲ့ဝက်ကြတစ်ချောင်းနဲ့တစ်ချောင်းချိတ်လိုက်တဲ့အခါမှာလေလိုအပ်တယ်လို့မျိုးလေးပေါ့။ပိုသွားရင်လည်းမကောင်းဘူး။မပါတော့လည်းဖဲရတာမကောင်းဘူး။တောက်လျှောက်ကြီးပါနေတော့လည်းဖဲရတာခက်ခဲတယ်ပေါ့နော်။အဲ့တော့သူ့ကိုချောချောမွေ့မွေ့လေးဖြစ်သွားစေမယ်။လိုအပ်ရင်လိုအပ်တယ်လို့ transition word လေးတွေနဲ့တချက်တို့ချိတ်ကြမယ်။အဲ့ပြီးတော့ရင်ဒီချက်တို့အနေနဲ့နောက်ဆုံးဒီကုန်းချုပ်တဲ့အခါအာရော့ပြီးတော့မြင်မြန်ပြီးပြီးရောဆိုပြီးချုပ်လိုက်တာမျိုးမဟုတ်ပဲနဲ့ဒီချက်တို့အနေနဲ့ဒါဟိုကိုစာကိုဖတ်မဲ့သူကိုနောက်ဆုံးချိန်ထိသူ့ကိုစဉ်းစားစရာလေးဒါမှမဟုတ်ဥပမာကိုပြောခဲ့တဲ့အကြောင်းအရာလေးနဲ့လိုက်ဖတ်တဲ့နောက်ထပ် သူ့ကို toss လေးတစ်ခုထည့်ပေးလိုက်တာမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ writing သည်အမှန်အများကြီးရစီမှာဖြစ်ပါတယ်ရှင်။